phương ngôn dụ cho bia đi rồi bây giờ đi là gì đó ta trả cái đó bị xin mà hóa xa xử đấy nhớ xóa phải à nào xong cho cha rồi mù đấy sẽ gả rồi bây giờ giao cái bà bì Nhi gọi မြတ်စွာဘုရားယဟန်တို့တဘာဘာသောယဟန်အားအရာ၌၎င်းတရား၌၎င်းသံဃာ၌၎င်းမဲ့လေးပြန်၌၎င်းကျင့်စဉ်တရား၌၎င်းယုံမာခြင်းတွေးတော်ခြင်းဆိုတာ ိကြသလားရှိရင်ငါဘုရားသက်တော်ထင်ရှားရှိတော့အခက်ကမေးကြနောက်မှမမေးလိုက်ရလေချင်းဆိုတာမဖြစ်ရလေအောင်ငါဘုရားသက်တော်ထင်ရှားရှိတော့အခက်ကမေးကြဆိုတော့တဘာမှမမေးကြပါဘူးဒီကြိမ်နောက်နှစ်ကြိမ်မြောက်လည်းပဲ

မိမာတော်မူခဲ့ပါ रे အဲဒီလိုမိမာတော်မူခြင်းကလေတည်ဆုံးပေါ်အချင်းချင်းသင်မိတင်ရတော့ကပြောတောင်ကပြောလျှောက်ပြောတဲ့အပြောအစုမျိုးကိုသူ့လိုတာမဟုတ်ဘူးမိမိနဲ့အတူတကွတည်ဆုံးပေါ်သူကမြတ်စွာဘုရားရဲ့ဓမ္မတွေ ဝိနည်းရသည်ပိုင်ပိုင်နိုင်နိုင်လေးလာပြီးတော့အတင်းအဆောက်မရှိအောင်အမှားရင်မရှိအောင်ရှင်းကြောက်နိုင်တဲ့ပုဂ္ဂိုလ်ဒီပါဒီပေါ်ခြင်းပဲအခြားပုဂ္ဂိုလ်အားပြောကြပါဒီစကားရဲ့အဓိပ္ပာယ်က အပြန်ကောက်လိုက်ရရင်ယဟန်တို့ငါဖရာမရှိတဲ့အခါမှာသတင်းသုံးတော်အချင်းချင်းဓမ္မဝိနယကိုပိုင်မိုင်နိုင်နိုင်လေ့လာထားတဲ့ပုဂ္ဂိုလ်ကိုယူစီကြလေးစားကြသူပြောတဲ့စကားကိုနာခံကြဆိုတာမှားထားခြင်းတမျိုးပါပဲအဲ့ဒီလို့ သတင်းဆုံးမအချင်းချင်းပြောကြရကြဆိုတော့လေယဟန်နေကထိတ်ထိတ်ပဲနေရတယ်အဲ့ဒီအချိန်ခါမှာအရှင်အာနန္ဒာမထေမြတ်ကြီးကဒီပါဠိတော်ကိုဆက်ဆက်ကြစု အထကိုအာယသမအာနန္ဒောဘဂဝန္တံဣဒ္ဓရောစာမြတ်စွာဘုရားကယဟန်ဒီသီရနာကြီးကမေးကြဦးမေးကြဦးပြောနေတဲ့အချိန်မှာဘာမှမမေးဘူးတုံ့ပြန်ပါဝင်စိတ်စိတ်နေတဲ့အတွက်အရှင်အာနန္ဒာမထေရကြီးကမြတ်စွာဘုရားကိုလျှောက်ထားတယ် ታኮ ዱካ ናይ አያገማ አናንዶ እሺ አናንዳ መቲ ሚያቢ በጎንዳ ሚያስዋ ፍያጉ ኢዳን ኢዘጋጉ አወሳ ለያው ታሊ እሺ አናንዳ ለያው ታሪ ዘጋጋ ኢዝሪያን ባንዲ አቡዳን ባንዲ ሪሁም በላኖ ሃን ባንዲ ኢማደሚን ዳማው

ကသမာအဘေကြောင့်ပဇံတို့ကြီးညိုသည်နီဟူမူကားဤမသမိန်ဘေကုတံကြီးယဟန်တံက၌ဧကဘေကုတာပြီတဘာသောယဟန်ဤလီတဘာသောယဟန်အာလီဘုရားမြတ်စွာဘုရား၌၎င်းဓမ္မေတရားတို့၌၎င်းတန်ကြီးတန်ကာ၌၎င်းမေကြီးမလေးတံ၌၎င်းပฏิပဒါယဝါကျင့်စဉ်လမ်း၌၎င်း သင်္ခါဝါယုံနာခြင်းဒီ၎င်းဤမတိဝါတွေးတောခြင်းဒီ၎င်းနတိမရှိတသမာထို့ကြောင့်ပဇံတော့ကြီးညိုရပါ၏ဤဒီဤသို့အရှင်အာနန္ဒာကမြတ်စွာဘုရားကိုပြောက်ထားလေတဲ့ဒီတော့မြတ်စွာဘုရားက ဘယ်လိုပြန်မိန်တယ်လဲဆိုတော့ဒါအခုမြတ်စွာဘုရားမိန်တော်မူတဲ့စကားအရှင်အာနန္ဒာကိုပြန်ပြီးမိန်နေတယ်ကသဒ္ဒတို့ခေါ်သူအာနန္ဒဝရီစီညာနာမေဝတိကျအာနန္ဒတထာဂတသာ na ji ima adami beku zangi ga beku zabi ninka wa wimidi wa oge wa adami wa zangi wa megi wa pedi beda ya wa ime zan hi ananda insanan beku zada nan Yo, busy na go, Biku. <laughs> do do da ban, oh, ah, we ni by that, damn, oh, need a dose, I'm only Brian, oh, that's why they are, I see Ananda, who, young, Biro, Minjaro, who are they? Yasu'a bai yi a, min gyara mu zai zaga ya yi ga, da a shi yi a nan da gobiya min, min gyara mu da, a nan da, a tuntun zi yi, fa zano ki yi nyauzi fiye. Waɗa

Ni a naa mi wa, ṣiṣẹ si ije rizarin ọdị fi yi. Lajamajan yi o n giza ní a rizarin ọ naa ọdị mefi e. I ma zọme ibe ikunzangre iye hanganga yi. ေကဘိက္ခုတ္တပိတပါသောယဟန်အာလီဥဒေဝဘုရား၌၎င်းဓမ္မေဝတရား၌၎င်းသံဃေဝသံဃာ၌၎င်းမေဒီဝမေလီရာ၌၎င်းပတိပရာယဝါအကျင့်စဉ်လမ်း၌၎င်းအင်္ခာယုံမာခြင်းသည်ကိုကင်းခာယုံမာခြင်းသည်၎င်းဝိမတိဝါတွေးတော်ခြင်းသည်၎င်းနတ်တိမရှိ

မိရတော်အရိယာနဲ့ဒီဟူသောမြင်ခြင်းသဘောဖြင့်မြဲသောသဘောရှိ၏သံဘောဓိပရာယနောအထက်မဲ့သုံးခုသို့ရောက်ရောက်သဘောရှိ၏တသမာဟိတသမာဧဝထို့ကြောင့်သာလျင်ဧကဘေခုသာပြီးတပါသောယဟန်အာလိ ။တပါးသောယဟန်ဤနီ။ဘုရေဖရာနဲ့၎င်းဓမ္မေတရားနဲ့၎င်းသံဃေသံဃာနဲ့၎င်းမက်ကြီးမလေးတန်၌၎င်းပฏิပရာယဝါကျင့်စဉ်လမ်း၌၎င်းကျင်ခာယုံမှခြင်းဒီ၎င်းဝိမတိဝါတွေးတော်ခြင်းဒီ၎င်းနတ္တိမရှိ။ဒီတော့အရှင်အာနန္ဒာကနေပြီးတော့ မြတ်စွာဘုရားကိုယဟန်ေကိုသူကြည်ညိုလိုက်တာဘုရားတရားသံဃာမလေးတံနဲ့ကျင့်စဉ်လမ်းမှာတပတ်မှယူမသံတရားမရှိကြဘူးဆိုအဲ့ဒီတော့လည်းပဲအရှင်အာနန္ဒာကိုတဲတဲ꽌꽌ကြီးခိုင်ခိုင်မြဲမြဲကြီး ယူကြည်ဆွမ်းမှတ်တော့မြတ်စွာဘုရားကမိန့်တော်မူလိုက်တာအာနန္ဒာဒီပုဂ္ဂိုလ်ဒီဆရာတရားသံဃာမဲ့လေးတန်ပြည့်စင်လာမှာယုံမာသံတရားမရှိရဘူးတွေးတော်မူမရှိရဘူးဆိုတဲ့သူတို့ရဲ့မျက်မှောက်သိတော်မူတဲ့သူတို့ကိုယ်တိုင်မျက်မှောက်သိထားတဲ့တရားအသိနဲ့ကို

ယဟန်ငါရတို့မှာအောက်ဖြစ်ဆုံးပုဂ္ဂိုလ်ကသောတာပန်အဲဒီတဲ့ဒီအစင်မြင့်တဲ့ပုဂ္ဂိုလ်ကြီးကြတော့သဂရာကံပုဂ္ဂိုလ်တွေလည်းပဲပါတယ်အနာကံပုဂ္ဂိုလ်တွေလည်းပဲပါတယ်ယဟန္တာပုဂ္ဂိုလ်တွေလည်းပဲပါတယ်အခုငါဘုရားနဲ့အတူဒေသစာရီတွတ်ပြီးပြီး

ya mlajibokierizorbugụredm yaa mamjraaayartụ tụrogwụrụịdyagụ nyemoitalụ ajr anyadlụ

abamadi na sambadi da damyazwa beya parin nei ban sanu no muga <laughs> ni ma nau chung pyo min ja ro mu ge de saka di saka ye nau ma myazwa beya ba de kon ba saka de kon ma

dize izoro adego a na-enye akoata akgbopubilo d အာမန္တရာမိအထူးကိုသတိထားရအောင်မင်းကြားခဲ့ပြီအာဝရဓမ္မသိခါရာသိခဝေယဟန်တို့သင်္ခါရသင်္ခါရတရားတို့သည်ဝေယဓမ္မပြည့်ချင်းသဘောရှိကုန်၏ ဒါပါဠိတော်ရဲ့အ내ရင်းလေးပဲနဲနဲကလေးအလောင်းလျာသူတော်ကောင်းနေနှလုံးသွင်းလို့အာရပါရဖြစ်ဆောင်အ내ပြန်ပြပါမယ်သင်္ခါရကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးတို့သည်ဒီဘင်းစီရင်အတော့သင်္ခါရတရားမှန်သမျှတို့သည် ဝယဓမ္မာပြည့်ချင်းသဘောရှိကုန်၏ဒီသင်္ခါရီထိုသင်္ခါရတရားတို့ကိုတုံမေသင်ယဟန်တို့သည်အပမာဒိနမမေမလျော့သဖြင့်သံပါတိထဤဆုံးစေကြကုန်လော

လောကီခန္ဓာ၅ပါးဓာရီကလူတွေရထားတဲ့ခန္ဓာ၅ပါးလည်းပြည့်တာပဲတကိနတ်တွေရထားတဲ့ခန္ဓာ၅ပါးလည်းပြည့်တာပဲဇမတိရထားတဲ့ခန္ဓာ၅ပါးလည်းပြည့်တာပဲမပြည့်စည်တာကတော့ဒုက္ခဒရာနာမခန္ဓာမဲ့၄တံဖူ၄တံ tajabu din kada da yari biya zida da zura kan sai guru a hada lu kore a jiyan da ya liba ya lete ga mallo zai da miya di din kada da yari ha biya zida da tiro abamara zadi da ya ne bi su on ni ja zuro awo biya nyona ro ne siye si rubu bada nekanda wile bada nekanda si bada nekanda si bada nekanda wi nya nubada nekanda so dee tinkara di ari bu agbamara te didi a soro vedibetan di alivane မတရားအောင်ရှုပြီးတော့ရေရေကြာလို့ဒါနောက်ဆုံးမိရတဲ့သစ္စာပဲဒီခန္ဓာ၅ပါးကိုသတိပဋ္ဌာန်တရား၄ပါးနဲ့ရှုမှတ်ပွားများနေမယ်ဆိုရင်ဒါမဟာသတိပဋ္ဌာန်ပါဠိတော်ကြီးမှာလာရှိတဲ့အတိုင်းမဲ့ဖို့နိဗ္ဗာန်ဆိုတာ တန်ရောက်သွားမှာဒါကြောင့်မြတ်စွာဘုရားကဝရဓမ္မသင်္ခါရအပမဒီနာသံပါတိသာသင်္ခါရသင်္ခါရတရားတို့သည်ဝရဓမ္မပြတ်တသောသဘောရှိကုန်၏ထိုသင်ထိုပြတ်တသောသဘောရှိတဲ့သင်္ခါရတရားဒီကိုအပမဒီနာမမေ့မလျော့မပေါ့ဆသောသတိတရားဖြင့်သံပါတိသာ ပြည့်စုံအောင်ကျူးစာပွားများအထုပ်ပြီးတော့နေရင်ကြခုံလို့သူပြီးတော့နောက်ဆုံးမိန်တော်မူခဲ့တဲ့စကားကနိဗ္ဗာန်ရောက်သည့်အချိန်မင်းတို့အထုပ်နေရကြလို့မိမာတော်မူခြင်းဖြစ်ပါတယ်ဤတော့

ပြီးတော့မိငယ်တာကတန်ဃာဒီမျက်မှောက်တန်ဃာဒီဟာယခုပရိနိဗ္ဗာန်ဆန်းလွန်တော်မူကနိမျက်မျက်စွာဖျားရှိတော်မောက်တန်ဃာဒီရဲ့ဂုံဘုဒ္ဓီကိုဟောထုတ်ပြခြင်းလို့အတန်ဃာယနာတိအရှင်မြတ်ဒီတန်ဃာယနာတင်တော်မူခဲ့ကြတာ မနည်းရလည်းပဲနောက်ဆုံးစကားဒီနည်းရလည်းပဲနောက်ဆုံးစကားနောက်ဆုံးစကားနှစ်ခုဟာသေသေးချာချာလေ့လာစဉ်းစားကြည့်တော့မှာသဘောတော်ချင်းတူပေမဲ့မင်းကြားဘူးရင်းက မတူဘူးဆိုတာသိရတဲ့အတွေ့မင်းကဒီပစ္စည်းမဝါစာကိုပြီးအောင်ပြန်ပြောလိုက်ရင်ပြီးအောင်ပြောလိုက်ရင်ရပါရဲ့သားနဲ့တတိတခြားကြီးနှစ်ရက်ခွဲပြီးမှပြောတာကအလောင်းအလျာတွေရဲ့ပါရမီညံမှာ အတိန်အနဲ့ကပို့ပြီးတော့ပြီးပြင်းစေခြင်းလုံးလို့နေရခွဲပြီးတော့ကိုပြောကြခြင်းဖြစ်ပါလေတရားပူဇော်ပြခြင်းဖြစ်ပါလေဒါကြောင့်သာမင်ညာအားဖြင့်သိထားတာကလူတွေကအန္တရာဏိဘိသဝေအာမန္တေအာမိဝဝေယဓမ္မသင်္ခါရအပမရိဏသံပါတိထ

တကယ်နဲ့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 မင်းကြားခဲ့တဲ့ဆရာမဟုတ်ဘဲနဲ့သာမီးညကျေယုံလေးကျဲ့ထားပြီးဒါမြတ်စွာဘုရား နောက်ဆုံးဟောခဲ့တဲ့တရားကွာဆိုတဲ့ပုဂ္ဂိုလ်ကြတော့လေအတိအနက်ကနဲ့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 မရှိဘဲနဲ့မှတ်သားထားတာလေးတော့ရှိမှာပေါ့

အဘမာဒီနမမေ့မလျော့မပေါ်မဆသောတတိတရားဖြင့်ဆိုတတိပဋ္ဌံတရား၄ပါးနဲ့ရှင်းနေတဲ့တတိတရားဖြင့်အဘမာဒီနပြည့်စုံအောင်ကြိုးစားကြဂုလောပံပါတိထပြည့်စုံစေကြဂုလောပြည့်စုံအောင်ကြိုးစားကြဂုလော

si si manaufonketo wala mengja o mugereze kadoti ako seya a a cha rajakazizi